ငလင်ကြောင့်စကိုင်းမျိုးဟာအရာရာပြည့်စည်သွားပါပြီအဆောက်အုံအများပြားပြိုလဲခဲ့သလိုရှက်ရှင်းဆိုသလိုလူတောင်းနဲ့ရှိပြီးအိုးမဲ့အိမ်မဲ့ဖြစ်သွားပါတယ်လူသေးအနတ်တွေနဲ့အဆောက်အုံပြက်တွေကြားမျောလင်းကျက်မဲ့နေတဲ့ပြည်သူတွေကိုလည်းတွေ့နေရပါတယ်မိသားစုဝင်တွေမိတ်ဆွေတွေဆုံယုံလိုက်ရလို့ကိုကိုကိုအပြစ်တင်နေသူတွေ ရှိသလိုစစ်ကောင်စီကိုအပြစ်တင်နေသူတွေလည်းရှိပါတယ်ဒီငလင်းနဲ့မိတ်ဆွေအများပြားအသက်ဆုံယုံလိုက်ရသူတယောက်ကတော့ စစ်ကောင်စီဟာငလင်လှုပ်ပြီးချိန်မှာအချိန်မီကယ်ဆယ်ရေးမလုပ်ခဲ့ဘူးလို့ဆိုပါတယ်။စကားဆာကနေပြီးတော့ပေါ့နော်အချိန်မီကူညီမယ်ဆိုရင်လူတွေရဲ့အသက်တွေဟာရှင်နိုင်တယ်ပေါ့လေခုဟာကသူတို့ကအချိန်မီလည်းမကူညီဘူးဟိုရန်နေရာပိုင်းဆိုင်ရာပစ္စည်းပိုင်းဆိုင်ရာလည်းဘာမှအကူအညီမရှိတဲ့အခါကျတော့မတည်တင်ပဲနဲ့လူတွေအသက်ပေါင်းမြောင်များစွာတည်လိုက်ရတယ်ပေါ့ဒါလည်း စစ်ကောင်စီရဲ့ပေါ်ယုံမှုနဲ့ဂိူးမဆိုင်မှုတွေအများကြီးကြောင့်လည်းအများဆုံးသိကုန်ကြတယ်လို့ကျွန်တော်လည်းဒီလိုပဲယူဆပါတယ်စစ်ကောင်စီရဲ့စည်ရင်တွေမှာငလင်ကျောင်းစကိုင်းမြို့မှာတေဆုံးသူ900ဝန်းကျင်ရှိတယ်လို့ဖော်ပြပေမဲ့ကဲဇေးရေးသမားတွေနဲ့ဒေသခံတွေကတော့လူတစ်ထောင်ကျော်တေဆုံးနိုင်တယ်လို့ခန့်မှန်းပါတယ်ဘုံကြီးကျောင်းတွေသီလရှင်ကျောင်းတွေဗလီနဲ့စာသင်ကျောင်းတွေအပါအဝင်လူအစုလိုက်ပြုံလိုက်တေဆုံးခဲ့တဲ့နေရာအများပြားလဲရှိပါတယ် စကိုင်းမျိုးပါရမီရက်ွက်တုတေတကသီလရှင်စာတင်တိုက်မှာအထက်မြင့်အဆောက်အုံနှစ်ခုပြိုကျပြီးသီလရှင်14ပါအသက်ဆုံးရှုံးခဲ့ရတယ်လို့လက်ထောက်ဆရာလေးဒေါ်တင်စာရီကမိန့်ပါတယ်။ဒီကျမတရင်တုံးတာကတော့ဆရာလေးအပားရီ94ပါတရင်တုံးတယ်ပြန်တော်မူသွားတာကတော့14ပါအသက်ရှိတင်ရှားရှိနေတာတော့အခုအပား40ရှိပါတယ်အပား40ထဲမှာဆရာလေး3ပါတန်ရာရရှိထားတယ်၃ပါထဲမှာတန်ရာရရှိထားတာတပားကတော့ရှေတော့ဖြတ်လိုက်ရတယ် အငယ်လေးတစ်ပါးကတော့ခါလေးထိသွားတယ်လို့တော့ပြောတယ်။အခုအကြီးဆုံးတစ်ပါးကတော့ရန်ကုန်ပြည်သူ့ဆေးရုံမှာဆေးဝါးကူခံယူနေတဲ့သူတွေကသီလရှင်စာတင်တိုက်ဟာတိုင်းရင်းသူမိဘမဲ့ကလေးတွေကိုလက်ခံစောင့်ရှောက်ထားတာပါ။စကိုင်းမြို့ဟာငလင်ကျောင်း60ရာခိုင်နှုန်းပျက်စီးသွားတယ်လို့ဒေသခံတွေကပြောပြပါတယ်။အိုးမဲအိမ်မဲဖြစ်သွားတဲ့ဒေသခံတွေအတွက်နေရအခက်ခဲတွေလည်းရှိနေပါတယ်။စကိုင်းမြို့ကဒေါ်ဆန်းဆန်းဝေကတော့သူ့အိမ်ထဲမိသားစု10ခုလောက်ကိုခေါ်ယူစောင့်ရှောက်ထားတယ်လို့ပြောပြပါတယ်။ ။ဟိုမှာမသူတို့တွေဆွဲထုတ်တာတွေအော်လာဟစ်တန်နေအကုန်ကြားနေရတာပေါ့လေ။ကဲပါယူပါပေါ့။စေတနာမြတ်တာအပြည့်နဲ့ရှင်ချမေးပါကြအကုန်ကျွေးကြတာပဲကိုတက်လိုက်တဲ့ဟာပေါ့လေ။ဒါပြင်ရှင်ဟောင်းအဆောက်အုံတွေအပါဝင်ဖះကြောင်းကန်ဇေဒီပထိုးအများစုလည်းငလင်ကြောင့်ပျက်စီးခဲ့ရပါတယ်။လက်ရှိမှာတော့သခိုင်းမျိုးကန်တွေဟာပျက်စီးသွားတာတွေကိုပြန်လည်ထူထောင်ဖို့တက်ဒီနေ့ကိုဘယ်လိုရှင်သန်ရမလဲဆိုတာကိုစိုးရင်ပြပန်နေကြတယ်လို့ဆိုပါတယ်ခင်ဗျာ။